စင်ကာပူနိုင်ငံမှာလုံးမဲ့တကူတော်ရှိုးပွဲအတွက်လက်မှတ်စည်းနဲ့ပတ်သက်ပြီးတော့ဝေဖန်မှုမြင့်တက်နေတဲ့ပို့ပို့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မြန်မာစင် insider beach ကနေပြီးတော့ပြန်လည်လို့ကြိုဆိုပါရစေပို့ပို့ကတကူတော်ရှိုးပွဲတွေမလုပ်တာကြာပြီဖြစ်တဲ့အတွက်အခုနောက်ပိုင်းမှာ ရှိုးပွဲတွေတောင်းလျှောက်ဖျော်ဖြေလို့နေတာဖြစ်ပါတယ်ဒါအပြင်ပို့ပို့ကပြည်ပနိုင်ငံမှာပါ တကူတော်ရှိုးပွဲလုပ်ဖို့အစီအစဉ်နေရပါမြန်မာနိုင်ငံအစိုးရအနေနဲ့ပြည်ပနိုင်ငံမှာဖျော်ဖြေပွဲလုပ်ဖို့ဆိုတာရှားပါးကြပါတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာ ပြည်ပနိုင်ငံကနေဖျော်ဖြေပွဲတွေမှာလာပြီးတော့ဖျော်ဖြေဖို့ပွဲတွေစီစဉ်ပေးနေကြတာပါပို့ပို့ကပြည်ပပွဲတွေကိုမကြာခဏဆိုသလိုသွားပြီးတော့ဖျော်ဖြေရပါတယ်လာမယ့်ရက်မှာတော့သူကိုယ်တိုင်တကူတော်ရှိုးပွဲကိုကျင်းပတော်တော့မှာဖြစ်ပါတယ်စင်ကာပူနိုင်ငံမှာတကူတော်ရှိုးပွဲလုပ်သွားမှာဖြစ်ပြီးတော့လက်မှတ်တွေလည်းစတင်ပြီးတော့ရောင်းချလုပ်နေပြီဖြစ်ပါတယ်စင်ကာပူရောက်မြန်မာပြည်သက်တွေလာကြည့်နိုင်ဖို့အတွက်ဖျော်ဖြေပွဲကိုလုပ်ထားတာဖြစ်ပါတယ် ဘာတစ်ခုမှလုံးမှဖြစ်ပြီးတော့လက်မှတ်ဈေးနှုန်းတွေကလည်းအမိုက်စားဖြစ်ပါတယ်။ပိုပိုရဲ့ရှိုးပွဲလက်မှတ်ကိုဒေါ်လာနဲ့ရောင်းချတာဖြစ်ပြီးတော့ဈေးနှုန်းကလည်းတစ်မျိုးတည်းမဟုတ်ပါဘူး။ပိုပိုရဲ့ရှိုးပွဲမှာအမြင့်ဆုံးလက်မှတ်ဈေးနှုန်းကဒေါ်လာ200နဲ့ရောင်းချပေးနေတာဖြစ်ပါတယ်။ဒေါ်လာ200ကအမြင့်ဆုံးဈေးနှုန်းဖြစ်ပြီးတော့သူ့အောက်မှာဒေါ်လာ100ဒေါ်လာ150ဒေါ်လာ90ဆိုပြီးတော့အစားအစာရောင်းချပေးနေတာဖြစ်ပါတယ်။ လက်မှတ်ဈေးနှုန်းတွေကိုစင်ကာပူနိုင်ငံရောက်မြန်မာပြည်သက်တရာတော့များလို့နဲ့ဆိုပြီးတော့ဝေဖန်နေကြတာပါတခြားအဆိုတော်တွေလည်းလာပြီးတော့ဖျော်ဖြေကြပေမဲ့ပိုပိုလောက်ဈေးမများဘူးဆိုပြီးတော့ထောက်ပြနေကြတာလည်းဖြစ်ပါတယ်စင်ကာပူမှာတေလာဆွစ်လာပြီးတော့ဖျော်ဖြေတော့ငါတော့ဒေါ်လာ200ဝန်းကျင်သာရှိတဲ့အတွက်ပိုပိုကဈေးပိုများနေတယ်ဆိုပြီးတော့အပြစ်ဆိုနေကြတာဖြစ်ပါတယ် ပိုပိုဖြော်ပြမဲ့ဈေးကိုမကြိုက်တာကြောင့်တချို့ကလည်းရှိုးပွဲကိုမကြည့်တော့ဘူးလို့ချုပ်တင်ပြီးတော့ပြောနေကြတာပါလမ်မတ်ကဈေးကြီးလို့နဲ့အတွက်အားမပေးနိုင်ဘူးဆိုတဲ့သူတွေကများနေတာလည်းဖြစ်ပါတယ်ဒါအပြင်ပိုပိုကငလင်ပေးအတွက်ရည်ရွယ်ပြီးတော့လာဖြော်ပြတာဆိုရင်တော့လူအများအားပေးကြမှာပါဒါပေမဲ့ငလင်ပေးအတွက်မဟုတ်ပဲပုံမှန်တိုင်းလာပြီးတော့ဖြော်ပြတာမို့အားမပေးဘူးဆိုပြီးတော့ပြောဆိုနေကြတာဖြစ်ပါတယ် စင်ကာပူရောက်ပရိသတ်တွေကပိုပိုလာပြီးတော့ဖြောပြေးမအောင်အပြင်းထန်ကန့်ကွက်နေကြတာဖြစ်ပါတယ်။ပိုပိုကတော့အခုချိန်ထိသူ့ရဲ့ရှိုးဝဲလက်မှတ်ဇင်းနှုန်းကိုပြောင်းလဲခြင်းမရှိသေးပါဘူး။တခြားရှိုးဝဲတွေကိုလာရောက်ဖို့တောင်းမှဖိတ်ခေါ်ထားသေးတာပါ။ဒါကြောင့်မို့ပိုပိုကအားမပေးဘူးလို့ပြောနေကြလဲ။သွားပြီးတော့ဖြောပြေးမယ့်အနေအထားမှာရှိနေတာပါ။ပိုပိုကတကြံကာလမှာလဲဝေဖန်ခံထားရတာဖြစ်ပါတယ်။ဒီနေ့တကြံကမြန်မာနိုင်ငံမှာဖြောပြေးပဲမလုပ်ဘဲနဲ့တိတ်တဆိတ်တာကျင်းပကြတာဖြစ်ပါတယ်။ အနုပညာရှင်တွေဆိုလဲဖြော်ပြပွဲအကုန်ဖြတ်ပေးကြတာပါဒါပေမဲ့ပူပူကမလေးရှားနိုင်ငံတကြံအထိမ်းမဲ့ပွဲတစ်ခုကိုသွားပြီးတော့ဖြော်ပြပေးခဲ့ပါတယ်ဖြော်ပြရှင်ရှင်နဲ့သွားပြီးတော့ဖြော်ပြနေတဲ့ပူပူကိုလူအများကလည်းအပြင်းထန်ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်ပူပူဘက်ကလည်းငလင်ဘေးကိုလှူထားတယ်ဆိုပြီးတော့သွားဖြော်ပြတာဖြစ်ပါတယ်ပူပူကအနုပညာအလုပ်ရနာပြီးတော့ပြန်ဆောက်လုပ်တဲ့အချိန်မှာ အရင်နဲ့မတူတော့ဘဲနဲ့ပြောင်းလဲလာတာတွေလည်းရှိခဲ့ပါတယ်။ရှိုးဘဲရီမှာဝယ်စားစင်မှုနဲ့ပတ်သက်ပြီးတော့မတင်တော်တာကြောင့်ဝေဖန်တာတွေလည်းရှိခဲ့ပါတယ်။ဒေါ်လာ200နဲ့လက်မှတ်ဖိုးရောင်းနေတဲ့ပူပူရဲ့ဖြောပြေးပွဲကဈေးကြီးရလို့ထင်လားဆိုတာကွန်မန့်လေးထဲမှာပြောပြပေးပါအောင်။အားလုံးချီးကျူးတင်ပါတယ်ရှင်။